ဒေါ်မွန်သိန်းကိုဂိုးပြန်နိုင်ရရှိပြီးနောက်လီယိုနယ်မက်ဆီရဲ့ဆိုင်ညိုကိုလိုက်မိလာတဲ့ရာဖင်ညာရာဖင်ညာကတော့ယမနီတုံးကဒေါ်မွန်သိန်းကိုဘာစီလိုနာသိန်းတို့အနိုင်ရရှိတဲ့ချမ်ပီယံကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်မှာတကိုးသွင်းပြီးနှစ်ကိုးဖန်နီမှုပြုလုပ်ပြီးနောက်လီယိုနယ်မက်ဆီရဲ့ဆိုင်ညိုကိုလိုက်မိလာခဲ့ပါသည်ရာဖင်ညာနောက်24 95ရာသီမှာဘာစီလိုနာသိန်းအတွက်အထူးခြေစွမ်းပြဇာနေတာဖြစ်ပြီးဘလွန်ဒီယိုစုအတွက်တောင်ထင်ကြီးပြီးခံရတဲ့ကစားမလို့ထဲကတယောက်လည်းပဲဖြစ်ပါသည် ရပိတုံကဘာစီလိုနာအသင်းကဒေါ်မွန်အသင်းကို၄ဂိုးဂိုးမရှိတဲ့အနိုင်ရရှိရလဲပဲဖြစ်ပါလိမ့်။ဒီနိုင်ပွဲမှာရာဖေညာကတဂိုးသွင်းပြီး၂ဂိုးဖန်နီမှုပြုလုပ်ပေးခဲ့တာဖြစ်ပါလိမ့်။တွာဒေါ်မွန်အသင်းမှာတဂိုးသွင်း၂ချိန်ဖန်နီပေးခဲ့ပြီးနောက်လီယိုနယ်မက်ဆီရဲ့ချန်ပီယံဒီယာဒီအတွင်းဂိုးတန်ဖန်နီမှု၁၆ချိန်ပြုလုပ်နိုင်ခဲ့တဲ့စံချိန်ကိုလိုက်မိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရာဗညာအခုရာသီမှာချမ်ပီယံလိမှာဘာစီလိုနာအသင်းအတွက်ဆန်နဂိုသွင်းပြီး9ချိန်ဖန်တီးပေးထားတာလည်းပဲဖြစ်ပါလိမ့် လီယိုနယ်မက်ဆီကတော့နောက်17နောက်ဆန်နေဘောလုံးရာသီမှာချန်ပီယံပွဲတော်က14ကို သွင်ပြီး9ဂျင်ဖန်နေမှုပြုလုပ်ပြီးစံချိန်ရေးထိုးထားတာလည်းပဲဖြစ်ပါလိမ့်အခုချမ်ပီယံကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်များသာရှိနေသေးပြီးရောဘင်ယောက်အနေနဲ့လာမယ့်ချမ်ပီယံပွဲစဉ်ဒီမှာနောက်တဲ့စံချိန်အစ်တွေထပ်ပြီးရေးထိုးလာအောင်ပါလိမ့်ပဲဖြစ်ပါလိမ့် နောက်တစ်ပတ်မှာလည်းဝိုင်းရင်တိုက်စစ်ဇာမကြီးဖြစ်တဲ့ Robert Lewandowski ကလည်းတင်းအောင်တဲ့ပွဲစဉ်မှာနှစ်ဂိုးသွင်းယူနိုင်ပြီးနောက်အခုရာသီပြိုင်ပွဲအရရဲ့ဂိုးပေါင်း40ထိသွင်းယူထားနိုင်ပြီဖြစ်ပြီး Robert ထိန်းသိမ်းလီ9ခုမှာဂိုးများစွာသွင်းယူထားသူအဖြစ်ရပ်တည်ထားနိုင်ပြီလည်းဖြစ်ပါသည်။အဲဇင်ဘလီရဲ့ဘာစီလိုနာသည်အဆင်နေနေမှာလာလီဂါပွဲစဉ်ဖြစ်လီဂါနက်စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအပိလောက်စံကန်နေ့မှာတော့ချန်ပီယံကွာတာဖိုင်နယ်ဒုတိယကျောပွဲစဉ်ဖြစ်ဒေါ်မွန်ကိုအခန်းရင်ဆိုင်စားရအောင်မှာလည်းဖြစ်ပါသည်။ ပထမဆုံးမှာ PSG အသင်းကိုရင်းနှီးခဲ့ပေမဲ့ Villa ဘက်မှာလုံးပြနိုင်အောင်မဲလို့ယုံကြည်နေတဲ့ Unai Emery Aston Villa သင်းရဲ့နေပြောင်းနဲ့ Emery က Champions League Quarter Final ပထမဆုံးမှာ PSG အသင်းကို3ဂိုးတကူနဲ့ရှုံးနိုင်ခဲ့ပေမဲ့လို့ဒုတိယကြော Villa ဘက်မှာလုံးပြနိုင်အောင်မဲလို့ယုံကြည်ကြောင်းဖွင့်ရပြောဆိုလာပါတယ် Aston Villa သင်းဟာယမနီတုန်းက Barrett မှာ Georgia ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးမှ PSG အသင်းကို3ဂိုးတကူနဲ့အရင်နေခဲ့တာလည်းပဲဖြစ်ပါတယ် ။ PSG သင်ရပထမအကြိမ်မှာနှစ်ဂိုးအသာနဲ့အသာစီရယူထောင်းနဲ့အတူချန်ပီယံလိဂ်ဆင်မီဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ရေပန်ဆောင်းနေတာလည်းပဲဖြစ်ပါလိမ့်။သူတို့နဲ့တင်ရလာမယ့်အပတ်အင်္ဂါနေ့မှာမီလာဘက်မှာကွာတာဖိုင်နယ်ဒုတိယကြော့ရင်ဆိုင်စားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ဦးတိုင်းအမေရိကနောက်တစ်ပတ်အင်္ဂွေမှာကျွန်တော်တို့ကစားရအောင်မှာပါ။ကျွန်တော်တို့အတွက်ကြီးမားတဲ့စင်ကုန်းတစ်ခုလည်းပဲဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ဗီလာဘက်မှာကျွန်တော်တို့ပရိသတ်တွေရှိနေတာကြောင့်အိမ်ကွင်းဆိုရင်ပိုပြီးတာမာတယ်လို့ခံစားရပါတယ်ဆိုပြီးဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ဂျာမနီရှုံးတဲ့အဆင့်သပိုင်းမှာပထမကြောအဝေးကွင်းမှာနောက်ကိုပြန်တဲ့ရှုံးနေပြီးမှအိမ်ကွင်းမှာပြန်လဲအနိုင်ယူပြီးနောက်ဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းကိုအသင်းအထိရှိပါလိမ့်ဂျပန်နိုင်ငံကတော့ဆက်ရှင်တော့19ရာသီတုန်းကအတ္တရီကိုမတ်ထွေအသင်းကိုဝေးကွင်းမှာနှစ်ဂိုးဂိုးမရှိတဲ့ချုံနေပြီးမှအင်ကွင်းမှာသုံးဂိုးဂိုးမရှိတဲ့အနိုင်ယူဘူးတာလည်းပဲဖြစ်ပါလိမ့်။နောက်တစ်ဖက်မှာလည်း BSD အသင်းကပထမချော့တုန်းကဘာစီလိုနာအသင်းကို၄ဂိုးဂိုးမရှိတဲ့အနိုင်ယူပြီးမှနူကန်မှာ6ဂိုးဂိုးနဲ့ချုံနေဘူးတဲ့တမိုင်းချောင်းလေးပိုင်ဆိုင်ထားဘူးတာလည်းပဲဖြစ်ပါလိမ့်။ ဒီပြည်စင်မာနောက်16နောက်ဆက်ခွန်ရာဒီတုန်းက BSD အသင်းကို Unai Emery ကန်တွယ်ဇင်တုန်းကဖြစ်ပြခဲ့တာလည်းပဲဖြစ်ပါရည်။ပုံပြီးတော့ထူးခြားတာကအဲ့ဒီအချိန်တုန်းကဘာစီလိုနာအသင်းကိုလက်ရှိ BSD အသင်းရဲ့နေပြ Louis Enrique ကကန်တွယ်နေတာလည်းပဲဖြစ်ပါရည်။အခုတော့ကန်ကြမာယဟတ်ကတပတ်ပြန်လည်ပြီး Unai Emery လုံးပြရရမယ့်အချိန်ရောက်ရှိလာခဲ့ပါပြီ။တပတ်မှလည်း BSD အသင်းကလက်ရှိအချိန်မှာနောက်ဆုံးပြိုင်ပွဲအရရဲ့အဝေးခွင်16ပွဲလုံးလုံးအနိုင်ယူပြသထားတာလည်းပဲဖြစ်ပါရည်။ ၎င်းတဲ့စာချုပ်တွေထုတ်ဆိုဖို့အတွက်နီးစပ်နေပြီဖြစ်တဲ့မိုးဆာလာ။၎င်းတဲ့အတန်းစစ်ဇာမမိုးဆာလာကိုစာချုပ်တွေထုတ်ဆိုပြီးသဘောတူညီမှုရရှိဖို့အလွန်နီးစပ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။၎င်းတဲ့မိုးဆာလာတို့ကြားစာချုပ်တွေထုတ်ဆိုရေးဆွေးနွေးလာတာကြာမြင့်လာပြီဖြစ်ပြီးသဘောတူညီမှုရရှိခြင်းတော့မရှိသေးပါဘူး။ဒါပေမဲ့လက်ရှိအချိန်မှာနှစ်သိန်းကျော်ဆွေးနွေးမှုတွေထိုးတက်နေပြီးမကြောင်မီသဘောတူညီမှုရရှိမယ်လို့ယုံကြည်ရပါတယ်။ မိုးဆောင်လိုက်လက်ရှိစာချုပ်ဟာအခုရာသီအကောင်မှာအကုန်ဆုံးမှာဖြစ်ပြီးအနာဂတ်မရေမရာဖြစ်နေပြီးတော့ sorry ကိုပြောင်းရွှေ့မယ်ဆိုပြီးတဲ့နေ့ထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့နောက်ပိုင်းမှာနှစ်ဖက်အကြားစာချုပ်တွေချုပ်ဆိုရေးကိစ္စဆွေးနွေးမှုတွေတိုးတက်လာဖို့နဲ့အတူမိုးဆလာဟာအန်ဖီမှာစက်နေလာဖို့နေဆက်နေပြီးလည်းပဲဖြစ်ပါလိမ့်။မောဇလာနောက်ဆက်ကွန်ခုနှစ်ကအန်ဖီကိုရောက်ရှိလာပြီးကတည်းကအရေးပါတဲ့လဘဝူဇာမတက်ရောက်ဖြစ်လာခဲ့သူလည်းပဲဖြစ်ပါလိမ့်။အခုရာသီမှာဆိုရင်လည်းသူကလဘဝူအသင်းအတွက်ပြိုင်ပွဲအရရမှာ32ခုအထိတွင်းယူပေးထားတာလည်းပဲဖြစ်ပါလိမ့်။ တပတ်မှလည်းလဘဦးတင်အောင်ထင်းကောင်းဆောင်ဘာကျဲဘာနဲ့ကိုစာချုပ်တဲ့ချုပ်ဆိုရေးနေဆက်နေပြီလို့လည်းသိရှိရပါလိမ့်။ဒါပေမဲ့လဘဦးတင်အောင်ညတော့ခံဇာမာထွန်းလာစနအောင်တို့ကတော့ရီးမထွေအသိန်းကိုလိုပြောင်းရွှေ့ခြင်းနဲ့လက်လို့ရဖို့တေချာသလောက်ရှိနေပြီလည်းပဲဖြစ်ပါလိမ့်။စာချုပ်တဲ့ချုပ်ဆိုရေးတွေအာစနယ်တဲ့နဲ့နဝနနီတို့ဆွေးနွေးသွားမိ။အာစနယ်တဲ့ဆယ်ကျော်တဲ့တက်စစ်ဇာမာလေးနဝနနီကိုနှစ်ချီစာချုပ်ချုပ်ဆိုရေးဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့သိရှိရပါလိမ့်။ အသက်ဆက်ချင်းအရွယ်တက်စစ်စားမအခုရာသီမှာအာဆန်အသင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေကစားပေးနေသူဖြစ်ပြီးကလပ်ဘက်ကစားမရဲ့စွမ်းဆောင်ရေးကြောင့်လောကလာစားတိုးမြင့်ပြီးတော့စာချုပ်တွေထုတ်ဆိုလိုနေကြပဲဖြစ်ပါလိမ့်။လက်ရှိနံပါတ်နေရဲ့စာချုပ်တက်တန်းဟာ2026နွေရာသီမှာကုန်ဆုံးမှလည်းပဲဖြစ်ပါလိမ့်။အာဇင်နီအာဇာဒိုင်တာသစ်မာရာကိုခန့်ပြီးရတော့အကယ်ဒမီထက်ဇာမာတွေကိုအသင်းမှာဆက်ထင်းထားနိုင်ရေးအဓိကဦးစားပေးလှုံ့ဆော်နေတာလည်းပဲဖြစ်ပါလိမ့်။အာဇင်နီကနံပါတ်1ကိုစာချုပ်တွေကန့်လန့်ရခြင်းမရှိသေးပေမဲ့လည်း လာမယ့်ရသတ်ဘတ်တွေမှာကစားမရေးအေဂျင့်တွေနဲ့တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတာလည်းဖြစ်ပါလိမ့်နဝနရီနေနဲ့လောကလာစာများစွာတိုးမြင့်ရရှိလာဖို့ရှိနေပြီးအခုစာချုပ်ဟာသူ့အတွက်ပထမဆုံး professional စာချုပ်ဖြစ်လာဖို့လည်းပဲရှိပါလိမ့်။နဝနရီအခုရာသီအာဆန်အသင်းအတွက်30ပွဲပါဝင်ကစားပေးထားသူဖြစ်ပြီးတိုက်စစ်အများစုတန်ရာကြောင့်နားယူနေရမှုနဲ့အတူနေရာပုံမူရရှိနေတာလည်းပဲဖြစ်ပါလိမ့်။ နောက်တစ်ဖက်မှာလည်းအာဆင်နယ်တဲ့အာသာ16နှစ်အရွယ်သာရှိနေသေးတဲ့နောက်တန်းအဆုံလူစကယ်လီကိုလည်းစာချုပ်တွေချုပ်ဆိုရေးဆွေးနွေးနေပြီလို့လည်းသိရှိရပါတယ်။မင်းတို့လောင်မြောင်လို့ငါရဲ့ပုံစံကိုပြောင်းလဲမှာမဟုတ်ဘူးဆိုတဲ့အိုနနာဘိုင်ရန်ရဲ့တဲ့ကုသမအိုနနာကတော့ပရိသတ်ရဲ့လောင်မြောင်မှုကြောင့်သူ့ရဲ့ပုံစံကိုပြောင်းလဲသွားမှာမဟုတ်ကြောင်းတုံ့ပြန်ပြောဆိုလိုက်ပါတယ်။အော်နာနီနဲ့ဘောလုံးကိုချိန်ချမြင့်စွာကန်တာပြီးလင်းမြန်စွာပေးပို့မှုမလုပ်တာကြောင့်ပရိသတ်တွေကဝေဖန်ပြောဆိုနေတာလည်းပဲဖြစ်ပါလိမ့် ီကရက်တစ်ပတ်ကမန်ချက်စတာဒါဘီပွဲစဉ်မှာဆိုရင်လည်းအိုနာနာရဲ့ထုံဆိုင်နေမှုကြောင့်ဒမ်ဗလက်စ်လှည့်မြန်စွာစတင်နိုင်မယ့်အခွင့်အရေးအချို့လွဲချော်ခဲ့တဲ့အတွက်လောင်မြောင်ဝေဖန်တန်တွေထပ်ပေါ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပဲလည်းပဲအိုနာနာကတော့အခုလိုပဲထုံမြန်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘွေးဝင်လင်းလင်းပြောရင်တော့အဲ့ဒီလောင်ပြောင်းဝေမှန်မှုတွေကကျွန်တော်ကိုတက်ရောက်မှုလုံးဝမရှိပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကအသင်းကိုကူညီပေးဖို့ဆုံးဖြတ်ထားတာပါ။ဒါခါလေးကျွန်တော်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ချထားပြီးဒါခါလေးတော့လည်းမှားယွင်းတဲ့ဆုံးဖြတ်ချက်ကျွန်တော်လုံးမိပါလိမ့်။ ကျွန်တော်ဇာမရီနားယူဖို့လိုအပ်နေတယ်လို့ခံစားတဲ့အခါကျွန်တော်ကအချိန်ရအောင်လှုပ်ထားတာပါကျွန်တော်ဘွဲရဲ့အချိန်ကိုမြင့်တင်ဖို့လိုအပ်တယ်လို့ခံစားတဲ့အခါကျွန်တော်အဲ့ဒါကိုလှုပ်သွားမှာပါဒါပေမဲ့ဒီခါလေးဒုတိယပိုင်းမှာပြန်ပြန်အသိကအရန်ထိန်ချုပ်ထားပြီးတော့ဘောလုံးပိုင်းဆိုင်မှုပိုးပြီးများနေရင်တော့ကျွန်တော်လူတွေကိုအသက်ရှူခွင့်ပေးရပါမယ်အဲ့ဒီတော့ကျွန်တော်အဲ့ဒီလိုလှုပ်ဖို့အတွက်သူတို့လိုအပ်ပါလိမ့်ဒါကလေးများအသိကဘွဲအချိန်တင်ဖို့လိုအပ်ရင်လည်းကျွန်တော်အဲ့ဒါကိုလှုပ်သွားမှာပါ ကျွန်တော်ကအသိအတွက်အကောင်းဆုံးဖြစ်စေမယ့်စုံမြေချချဖို့အတွက်စူးစမ်းနေတာပါလို့အိုနနာကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်နောက်တစ်ဖက်မှာလည်းယူရိုတက်ကစားမောင်းဖြစ်တဲ့မာဒစ်ကလည်းအိုရနာကိုဝေဖန်ပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။မာဒစ်ရတဲ့အသင်းကလိုင်ယွန်အသင်းနဲ့ရင်ဆိုင်စားမဲ့ယူဘာလီကွာတာဖိုင်နယ်ပွဲစဉ်မှာတိုင်ပြီးဝေဖန်ပြောဆိုခဲ့တဲ့ဒီမာဒစ်ရဲ့ပြောဆိုစကားကိုလည်းတုံ့ပြန်ပြောဆိုခဲ့သေးတာဖြစ်ပါလိမ့်။ ော်ရနာကယူရတက်မှာလိုင်ယွန်အသင်းထက်ပိုကောင်းတဲ့အသင်းဖြစ်ကြောင်းပြောဆိုပြီးတော့မာဒက်ကကင်မရွန်ကိုသမားကိုယူရတက်သမိုင်းမှာဆိုးရွားဆုံးကိုသမားတယောက်ဖြစ်ကြောင်းဝေဖန်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။အသက်36နှစ်ရွယ်မာဒက်ကယူရတက်မှာ2019ခုနှစ်ကနေ2022ခုနှစ်ထိ9နှစ်ကြာစားခဲ့သူတယောက်ဖြစ်ပြီးလက်ရှိမှာတော့လိုင်ယွန်မှာကစားနေတာလည်းပဲဖြစ်ပါတယ်။ဇဝိုင်းတော့ကတော့အော်နာကကျွန်တော်တို့ကတို့ထက်ပိုကောင်းတဲ့အသင်းလို့ထင်ပါတယ်။အဲဒီကိုတွားပြီးကျွန်တော်တို့ဘာကောင်လဲဆိုတော့ကိုပြသလိုက်ရုံပါပဲ။အနာလိုစိတ်ရှိမယ်။အာယုံဆိုင်မယ်။ ကြည်ကြည်လေးလေးရှိမယ်စီလို့မယ်အစီအစဉ်တိုင်းဘွဲကိုဇောင်းရင်ဒီဘွဲဟာတေချာပေါ့ကျွန်တော်တို့အနားရရှိမှာဖြစ်ပါလိမ့်တို့ထဲကအထုဇောင်းမတွေကိုကျွန်တော်သိပါလိမ့်တို့ကိုအာယုံဆိုင်နေမှာတော့မဟုတ်ပါဘူးကျွန်တော်တို့လုံးရမယ့်အရာကိုပဲအာယုံဆိုင်သွားမှာပါမလွယ်ကူမှန်းလင်းသိပါလိမ့်ဒါပေမဲ့ကျွန်တော်တို့ကတို့ထပ်ပိုကောင်းပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီစကားနဲ့ပတ်သက်ပြီးတော့မာတစ်ကဒီလိုပြောချင်တော့အကာအကွယ်လိုပါလိမ့်ဟုတ်လားလား လူတိုင်းကိုလေးစားပါလေဒါမှလည်းပဲအဲ့လိုပြောဖို့သူ့မှာလည်းအပြေလိုပါလိမ့်မယ်တကယ်လို့သူဟာရွာတဲ့သမိုင်းမှာဆိုးရွားဆုံးကိုသမားဆိုရင်သူပြောမယ့်စကားကိုဂယူဆိုင်ဖို့လိုပါလိမ့်မယ်ဒီကရောပေးတာရှိမှကဲဗန္ဒစားလို့ပြောရင်တော့ကျွန်တော်အနေနဲ့ကိုကိုကိုမေးခွန်းထုတ်ရမှာပေါ့ဒါမှလည်းပဲမှတ်တမ်းချက်လက်တွေကိုကြီးလိုက်မယ်ဆိုရင်မော်ဒန်ဘောလုံးသမိုင်းမှာဘယ်သူကအဆိုးရွားဆုံးသောကိုသမားလဲခင်ဗျားတို့လည်းသိကြမှာပါတိပါလေမပြောခင်ကိုဘကပြသရပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ အခုတော့အိုနာနာကလည်းမာရီရဲ့ပြောဆိုချက်ကိုတုံ့ပြန်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အခြားကလေးတစ်ခုကိုမလေးမစားကျွန်တော်မလုပ်ဘူးပါဘူး။မနေ့ပြန်ပွဲကတန်မာနဲ့ပြိုင်မဲ့နဲ့ရင်ဆိုင်ရမှာဖြစ်လို့ခက်ခဲတဲ့ပွဲစဉ်တွေပဲဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့သိရှိထားပြီးသားပါ။ပရိသတ်တွေကုန်ယူဈေးမဲ့ခြေစွမ်းမျိုးပြသဖို့ကိုပဲအာရုံစိုက်ထားပါလေကျွန်တော်ဟာကမ္ဘာကြီးကျယ်ဆုံးကလပ်နဲ့ဆူပလာတွေကမ်းမြောက်ထားနေပါလေတို့ကဒီတိုင်းမပြောရပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ မာရီကတော့ချဲစင်းတဲ့တူပရီးမီးယားလိဖလာနှစ်ကြိမ်စခုခဲ့ပေမဲ့လည်းယူရိုက်တက်မှာစားတဲ့9နှစ်တာကာလမှာတော့စူလာတလုံးမှရယူထားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးကျေးဇူးတင်ပါတယ်ဘယ်သမ ्या လို့ကိုစင်းနေဖျားတမ်းမှာချမ်းသာပြီးဘေးဘီယံဝေးကွာကြပါစေခင်ဗျာ